ဒုတိယမြောက်သမီးလေးကိုမွေးဖွားလိုက်လို့အားလုံးကအံ့ဩနေရတဲ့အေသိန်းချိုဆွေအားလုံးမင်္ဂလာပါရှင်။ The Celebrity New Page ကနေပြန်လည်ကြိုဆိုလိုက်ပါရီ။အေသိန်းချိုဆွေဟာဆဲကျော်တက်ရွယ်ကလေးကအောင်မြင်နေဆိုတော့တယောက်ဖြစ်ခဲ့သူပါ။သူ့ရဲ့တခြင်းတွေကလူငယ်တွေကြားထဲမှာချိန်တော်ကြာအောင်နေရယူခဲ့ဖို့တဲ့အထိမြန်မာနိုင်ငံမှာကြော်ကြားခဲ့ပါရီ။အေသိန်းချိုဆွေကတခြင်းများစွာထက်ရှိပြီးနောက်မှာတော့အမှုပညာလုပ်တွေနဲ့ခဏလောက်ဝေးကွာသွားခဲ့ပြီးသမီးလေးဖြစ်တဲ့ IV ကိုမွေးဖွားခဲ့ပါရီ။ အသက်30ကျော်ရွယ်သားရှိသေးတဲ့အေတင်ချိုဆွေဟာလောကရန်နေကိုတော့အလူလဲခံရသူပါ။အေတင်ချိုဆွေဟာပြင်းမရှိတဲ့ကလေးကိုမစွန့်ပြစ်ရတာကြောင့်လူအများရဲ့ပြောဆိုတွေဝေဖန်မှုတွေကိုခံယူပြီးသူသမီးလေးကိုစောက်ရှောက်ခဲ့ပါရီ။သမီးဖြစ်သူနဲ့အတူအော်စတြေးလျနိုင်ငံကိုပြောင်းရွှေ့နေထိုင်နေပြီးတော့ကလေးရဲ့ပညာရေးကိုစွမ်းကုန်ပံ့ပိုးပေးနေသူဖြစ်ပါရီ။အေတင်ချိုဆွေရဲ့သမီးလေးကလာမယ့်ဩဂုတ်လဆိုရင်တော့အသက်၈နှစ်နေပါရှိတော့မှာဖြစ်ပြီးတော့ဒီအပိုင်းအတွင်းမှာဒုတိယမြောက်သမီးလေးကိုထပ်မံမွေးဖွားလိုက်ပါရီ။ဆရာလို့မိရတဲ့သမီးလေးကိုမိလာတင်မှာမွေးဖွားလိုက်တာဖြစ်ပြီးတော့သူတို့ ရဲ့ဘဝတွေကိုရှောက်လာတဲ့သမီးလေးကိုကြိုးဆိုတဲ့အကြောင်းရေးသားထားပါရယ်။အေတင်ချိုဆွေကသမီးဖြစ်သူကိုနမေလလာလေးကိုတခါရေပေးထားလိုက်ပြီးတော့သူတို့မိသားစုတွေဝင်လာတဲ့ကလေးလေးကိုမွေးနေ့ဆုတောင်းပေးထားပါရယ်။အေတင်ချိုဆွေက IV အသက်16နှစ်မပြည့်မချင်နောက်ထပ်အိမ်ထောင်ပြဖို့အတွက်စိတ်ကူးမရှိဘူးလို့ပြောခဲ့ဘူးတာကြောင့်ပရိသတ်တရားအံ့ဩနေကြပါရယ်။အေတင်ချိုဆွေလက်ထပ်သွားတဲ့တရင်ကိုမကြားရတာကြောင့်ထူးဆန်းနေကြပေဒုတိယကလေးလေးမွေးဖွားတဲ့အတွက်တော့ဝမ်းသာနေကြပါရယ်။အချို့ကတော့ဒီပုံဟာ IVO မွေးတုံးကပုံဖြစ်တယ်လို့ညင်းနေကြပါတယ်။အေတင်ချိုဆွေကဒုတိယသမီးလေးကိုမွေးဖွားတဲ့အကြောင်းကိုသူ့ကောက်မှာတင်ထားခဲ့ပါတယ်။အေတင်ချိုဆွေကအခုဆိုရင်တော့သမီးနှစ်ယောက်ရဲ့အမေဖြစ်သွားပြီဖြစ်ပြီးတော့အရှင်ကားထက်အင်အားတွေလည်းပိုရှိလာပါပြီ။အေတင်ချိုဆွေကအရှင်ကားလိုအတန်ကောင်းနေစေဖြစ်ပြီးတော့အချို့တွေကတော့အေတင်ချိုဆွေရဲ့ပြောင်းလဲသွားတဲ့ခန္ဓာကိုယ်ကိုကဲ့ရိတ်ခဲ့ကြပါပြီ။သူကချစ်တဲ့သုံးနေငယ်တဲ့ မောင်လေးလေးရှိတာကြောင့်မလို့ဒီခဏကိုကိုစိတ်မပြတ်တဲ့ကြောင့်အေးတင်ချိုဆွေကတုတ်ပြန်ခဲ့ပူပါရီအချို့ပြိသက်တွေကတော့အေးတင်ချိုဆွေကိုကျမရေးထိခိုက်မှာစိုးရင်တာကြောင့်သူ့ကိုကိုလေးချိန်ရှော့ချဖို့ကြံပေးနေကြပြီးနောက်ထပ်၃လလောက်နေမှာကိုလေးချိန်ရှော့ချလို့ရမှာဖြစ်တယ်လို့ဆိုပါရီအေးတင်ချိုဆွေကိုဝေဖန်ကြသူတွေများပေမဲ့လည်း single မသားတယောက်ပြင်ရက်တည်ပြီးတော့ IV လေးကိုရဲရင်မွေးဖွားပေးခဲ့တာကြောင့်လေးစားကြပါရီအေးတင်ချိုဆွေက single မသားဖြစ်ခေယူစင်ကဝေဖန်ခံခဲ့ရတယ်လို့ဗုဒ္ဓဘာသာကနေ ဘာသာကူးပြောင်းသွားတဲ့အခါမှလည်းဝေဖန်ခဲ့ကြပါရည်။ဒါပေမဲ့လည်းပရိသတ်တွေကတော့အမှုပညာကိုပဲအားပေးတာကြောင့်ကိုရီးကိုရာကသူ့ရဲ့လွတ်လပ်ခွင့်ဖြစ်လို့နားလည်ပေးခဲ့ကြပါရည်။စင်ငယ်မသားဆိုပြီးတော့ထင်သေးတယ်လို့လို့နှိမ်ချင်းတယ်လို့လို့တွေကိုတော့အေတင်ချိုဆွေရဲ့ဘဝမှာမကြာခဏကြုံဖို့ပြီးတော့ဒီကလေးကိုတော့ကြက်ကြက်ခိုင်ပြီးတော့မွေးဖွားခဲ့တာပါ။ လူအများရဲ့ကဲရဲမှုတွေကိုအာရင်ဖြစ်ပြောင်းလဲခဲ့ပြီးတော့သူ့ရဲ့သမီးလေးကိုစောက်ရှောက်ခဲ့တဲ့အေးတင်ချိုဆွေကသူ့လိုမမျိုးမဖြစ်အောင်လက်ညှိုးပေးသလိုသူ့လိုပဲဘဝကိုလည်းဟန်ချက်မပြတ်သွားအောင်ပြန်လည်ကြိုးစားနေသူပါ။အိုင်ဗီလေးကအမှုပညာသွေးပါပြီးတော့သူ့လိုငငယ်ရွယ်နဲ့မအောင်မြင်စေချင်ဘဲနဲ့အောင်မြင်မှုကိုထိန်းသိမ်းနေရွှေမှာပဲအောင်မြင်စေချင်တယ်လို့ဆိုပါရီ။အချင်းအကဲမကောင်းတဲ့အေးတင်ချိုဆွေကခုတော့ချစ်ပေးမယ်မောင်လေးရှိနေပြီဖြစ်သလိုဒုတိယမြောက်သမီးလေးကိုလည်းမွေးဖွားလိုက်ပြီဖြစ်ပါရီ။ ။တမီးနီယအမေဖြစ်သွားတဲ့အီတင်ချိုဆွေရဲ့သချင်းတွေကိုသဘောကျခဲ့ဘူးရင်ကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အစုံနဲ့ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။